အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ဖြစ်တဲ့တည်းအားလုံးမင်္ဂလာပါ။ Paris Saint-Germain အသင်းက Champions League ဖလားရခဲ့ရမှာသူတို့အသင်းတို့အဓိကအရေးပါတဲ့ကစားသမားတွေကတယောက်ဖြစ်တဲ့ဒါ Italy Goldma Gianluigi Donnarumma ကိုလူရာဒီမှာရောင်းထုတ်ဖို့သူဘက်ကပြင်ဆင်ပြီးတော့ပြောင်းရွှေ့ချေတတ်မှတ်လိုက်ကြောင်းပြည်သင့်နမကြီးလက်ခိမာရောဂိုးတော်ကောင်မှာဖော်ပြထားတယ်။ဂျန်လူဂျီဒူနာရူမဆိုတာရောကျွန်တော်တို့ EDPA တက်တော်တော်များများရောဂလက်ရှိကမ္ဘာပေါ်လောကရဲ့အကောင်းဆုံးဂိုးသမားတွေကတယောက်ပဲဒီဂိုးသမားကတကယ်ကို Giant Goalkeeper တယောက်ဖြစ်ပြီးတော့ဒါသူ့ဘဝအတွက်အကောင်းဆုံးဆိုတဲ့ Supply တွေကိုတကယ်အရေးကြီးတဲ့ Crucial ချိန်မှာပါဝင်ပတ်သက်ကာကွယ်မှုတွေနဲ့တူအောင်မြင်ခဲ့သူဖြစ်တယ်ဆိုတော့အခုလက်ရှိမှာ Gianluigi Donnarumma ကအသက်26နှစ်2022ခုနှစ်တုန်းက ပါရီစိန့်ဂျာမိန်ကိုသူက9နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာတာဖြစ်တယ်။2026မှာသူ့ရဲ့ contract ကိုမှဖြစ်တယ်။ PSG အသင်းကသူ့ကိုတတ်တန်းထပ်တိုးဖို့သဘောတူညီမှုမရပဲဖြစ်နေတယ်။ဆိုတော့2021ခုနှစ်မှာ AC Milan အသင်းကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာတဲ့ Gianluigi Donnarumma ကို club ဘက်ကကာလရှည်ကြာတတ်တန်းထပ်တိုးခြင်းနဲ့ဒါပေမဲ့လောကလာစာနဲ့သဘောတူညီမှုမရတဲ့အတွက် Paris Saint-Germain က okay သဘောတူညီမှုမရရင်တော့ ဂိုးသမားအသက်ရှာပြီးတော့ဂျန်လူချီဒူနာရူမာကိုရောင်းမယ်အဲ့အတွက်ပြောင်းရွှေ့ခြေကိုယူရို140တတ်မှတ်ထားတယ်ဂိုးသမားကအသက်26နှစ်ပဲရှိတယ်ပြီးခဲ့တဲ့ယူရို2021ပြိုင်ပွဲရဲ့အဓိကပြိုင်ပွဲမှာအီတလီကိုပက်နတီအဆုံးဖြတ်ပြီးမှကာကွယ်ခဲ့ပြီးချန်ပီယံဖြစ်ခဲ့သလိုပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားဆုရတယ် ်တခါပြီးခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲမှာလည်းဒီတိုင်းပဲလီဗာပူးနဲ့ပွဲအာဆင်နယ်ပွဲအက်စတန်ဗီလာပွဲအပါအဝင်ဘောလူပွဲက လွဲပြီးတော့ဂျန်လူဂျီဒူနာရူမာကဒါပါရီစိန့်ဂျာမန်ရဲ့အဓိကကစားသမားပဲဘောလူပွဲကတော့အရန် easy ဖြစ်တယ်ဆိုတော့ဒူနာရူမာကိုလက်ရှိမှာ သူ့ရဲ့ကလပ်ဟောင်း ဒီဘယ်လိုပဲအီတလီကအင်တာမီလန်အသင်းစိတ်ဝင်စားတယ်။နောက်ရယ်မက်ဒရစ်အသင်းကလည်းခေါ်ချင်နေပြီးတော့ထိတ်တန်းကလပ်တွေတော်တော်များများလိုက်နေကြတယ်။ဆိုတော့အခုလောလောဆယ်မှာမန်ချက်စတာစီးတီးဆိုလေတော်တော်လေးသတင်းထွက်တယ်။ဖက်ကွာဒီယိုလာကစတက်ဖန်အိုတီကာနဲ့အက်ဒါဆင်တို့တယောက်ဆုံးကိုဆက်ထိမ့်မယ်လို့ပြောထားသည့်တိုင်အောင်ဂျန်လူဂျီဒူနာရူမာကိုဖျက်ဆီးကရောင်းမယ်ဆိုတဲ့သတင်းကြောင့်မန်စီးတီးစိတ်ပြောင်းသွားနိုင်ပြီးတော့သူတို့ပေါ်တူဂုသမာ80တောင်းတာထက်စာရင် ဂျန်လူဂျီဒူနာရူမာကတန်6တန်40ပဲရှိတယ်အဓိကကတော့ contract situation ကြောင့်အသက်ကလည်း26နှစ် giant goalkeeper ဖြစ်ပြီးတော့လက်ရှိကမ္ဘာအကောင်းဆုံး goal မတွေတဲကတယောက်ပဲဆိုတော့အခုလောလောဆယ်မှာ Manchester United အသင်းဆိုလဲခေါ်တဲ့လေဒါကျွန်တော်အမြင်ပြောတာပေါ့လေရူနာရူမာရဲ့လစာက3သိန်းကျော်လောက်ပဲရှိတယ်လစာလည်း crazy လစာလည်းပုတ်ဘူး ဒါမန်ယူနိုက်တက်ကလည်းဂိုးသမားလိုနေတယ်အက်စတွန်ဗီလာဂိုးသမားလိုနေတယ်တေချာတော့ချန်ပီယံလိဝင်တာဖြစ်တဲ့အတွက်ကြောင့်အက်စတွန်ဗီလာမတော်ဘူးယူနိုက်တက်ကတော့ maybe ပတ်စံအပေါက်နေထားရ maybe စဉ်းစားစရာ ဖြစ်မယ်ဒါပေမဲ့တစ်ဖက်မှာဆိုရီယာလေးပြရတဲ့သူသွားဖို့အစီအစဉ်မရှိဘူးသူရဲ့ကလပ်ဟောင်းမီလန်ကလည်းသွားဖို့အစီအစဉ်မရှိတော့အင်တာမီလန်ကတော့ရမ်ဆိုမာနေရာမှာအစားထိုးချင်တယ်ဆိုတော့ ဂျန်လူဂျီဒူနာဘူးမောက်ကိုခေါ်စီကြတာကျွန်တော်ရာဆိုရင် AC Milan ဒီ Chelsea အသင်းပြကျွန်တော်ရာဆိုရင် Chelsea အသင်းဂိုးသမားမိုက်ပန်ညိုကိုခေါ်ထားတဲ့ဆိုင်ရင်ဂျန်လူဂျီဒူနာဘူးမောက်ပိုကောင်းတာပေါ့ World Class Goalkeeper ဖြစ်တယ်ဖလားတွေလည်းရထားပြီးပြီတော့ Champion League လည်းရထားတယ်လေဝေးစင်အတွက်လည်းအီတလီနဲ့ယူရိုလည်းရထားပြီးပြီဆိုတော့ဒီလိုဂိုးသမားတယောက်တူကတန်လီ၁၀ကအစမတန်တန်နေသူအလုံးစုံပေးရ2သိန်းခွဲပဲ2သိန်းခွဲပဲလာစား ပြီးတော့ giant goalkeeper penalty shootout မှာအရန်စိတ်ချရတယ်ဒါ Donnarumma ကဒါဘယ်လိုပြောမလဲဆိုတော့ Paris Saint Germain ကမနိုင်ပြတော့မရောက်ခြင်းဘူးဗျာအခု good dog ကပေါ်ပြတဲ့ report ရဆိုရင်ဒါအခု Gianluigi Donnarumma ကိုလိုချင်တဲ့အဲထဲမှာ Real Madrid ပါတယ် Bayern Munich ပါတယ် Manchester City ပါတယ်ဒီ၃တင်းကအဓိကလိုက်နေပြီးတော့မှအခြားထိပ်တန်းကလပ်တွေကျွန်တော်ဆိုရင်တော့ United တို့ Chelsea တို့လည်းခေါ်တဲ့ ਨੇ PSG ကတော့သူတို့ရဲ့ Champions League ဝင်တာကိုစာချုပ်သက်တမ်းတိုးဖို့ခက်ခဲလာပြီးနောက်ဆုံးနှစ်ကိုရောက်လာတဲ့အတွက် Euro 140နဲ့ရောင်းချဖို့ marketing နဲ့မှာတင်သွင်းထားပြီးဖြစ်ပါတယ်ကိုကလပ်အနေနဲ့ဒိုနာဝီမာကိုလူချင်ကြတာဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်